ိုရှေရှေတုန်းကစိတ်ကလေးသုံးကောင်ရှိတဲ့သူတို့နာမည်တွေကတော့စိတ်ငယ်အငယ်ဆုံးစိတ်လက် အလယ်လက် စိတ်ကြီးအကြီးဆုံးသူတို့သုံးကောင်ဟာတောင်ပေါ်မှာရှိတဲ့မြက်ခင်းစိမ့်စိမ့်တွေစီကိုသွားပြီးဗိုက်ပြေအောင်စားကျင်ကြတယ်။ဒါပေမဲ့အဲ့ဒီမြက်ခင်းကိုသွားဖို့အတွက်ချောင်းငယ်လေးတစ်ခုပေါ်ကတရားတစ်ခုကိုဖြတ်ကျော်ရမယ်။ အဲ့ဒီတရားအောင်မှာတော့ကြောက်စရာကောင်းတဲ့မျက်လုံးပြူးပြူးနှာခေါင်းရှိရှိနဲ့ဘလူးကြီးတကောင်နေထိုင်တဲ့ဘလူးကြီးကတရားပေါ်ကဖြတ်သွားသည်မြတတော်မှန်သည်မြကိုဖန်ဆားလေးရှိတယ်ပထမဆုံးစိတ်ငယ်လေးတရားပေါ်ကိုတကြွကြွဆိုတဲ့အတန်လေးနဲ့ရှောက်သွားတယ်တရားအောက်ကဘလူးကြီးကဟေ့ကောင်ရက်လိုက်စမ်းငါတရားပေါ်မှာဘသူရောက်နေတာလဲငါမင်းကိုဖန်ဆားမယ်လို့អော်လိုက်တယ်စိတ်ငယ်လေးကကြောက်လန့်တုံ့ပြန်ပြီးတင်းငယ်တဲ့အတန်လေးနဲ့ကျွန်တော်ပါဘလူးကြီးရဲ့စိတ်ငယ်လေးပါ တောင်ပေါ်ကမြခင်စိမ့်စိမ့်လေးသွားစားမလို့ပါလို့ပြောတယ်ဘီလူကြီးကငါမင်းကိုစားမယ်စိတ်ငယ်လေးကညံလေးနည်းနည်းတုံးပြီးအိုးဘီလူကြီးရဲ့ကျွန်တော်လေးကအရန်သေးတော့အသားမရှိသေးပါဘူးကျွန်တော်ရဲ့အကိုလက်စိတ်လက်လာနေပါပြီ သူက ကျွန်တော်ထက်ပိုကြီးပြီးပိုအရသာရှိမှာပါနော်လို့ပြောလိုက်တယ်ဘလူကြီးကပူကြီးတာကိုစားကျင်တာမို့စိတ်ငယ်လေးကိုလှုပ်ပေးလိုက်တယ်စိတ်ငယ်လည်းအမြန်ပြေးပြီးတရားကိုဖြတ်ကျော်သွားတယ်ခဏကြာတော့ စိတ်လက်တရားပေါ်ကိုတကြွကြွဆိုတဲ့အတန်နဲ့ရှောက်လာတယ်။လူကြီးကအရင်လိုပဲဟေ့ကောင်းရက်လိုက်ဆန်းငါတရားပေါ်မှာဘာလုပ်လဲ။ငါမင်းကိုဖမ်းစားမယ်လို့ဩတယ်။စိတ်လက်ကအတန်ကျဲကျဲနဲ့ကျွန်တော်ပါစိတ်လက်ပါလို့ပြန်ဖြေတယ်။ဘလူးကြီးကငါမင်းကိုစားမယ်စိတ်လက်ကလည်းညံသုံးပြီးဘလူးကြီးရဲ့ ကျွန်တော်ကိုမစားပါနဲ့ဦးကျွန်တော်ရဲ့အကိုကြီးစိတ်ကြီးလာနေပါပြီသူကကျွန်တော်ထက်အများကြီးပိုကြီးပြီးပိုဝရတယ်သူကပိုပြီးတော့အရသာရှိမှာပါနော်ဘီလူးကြီးကစိတ်လှုပ်ရှားပြီးစိတ်လက်ကိုလည်းလှုပ်ပေးလိုက်တယ်စိတ်လက်လည်းတံတားကို အမြန်ဖြတ်ကျော်သွားတယ်နောက်ဆုံးတော့စိတ်ကြီးတံတားပေါ်ကိုဒုံဆိုင်ဒုံဆိုင်ဒုံဆိုင်ဆိုတဲ့ခိုင်မာတဲ့အတန်ကြီးတွေနဲ့ရှောက်လာတယ်ဘီလူးကြီးကဒီတခါတော့တကယ်ပျော်ပြီးဟေ့ကောင်းရက်လိုက်စမ်း အခုမှတော့မင်းကိုဘယ်သူစီမှမလွတ်တော့ဘူး။ငါမင်းကိုစားမယ်လို့တအားអော်လိုက်တယ်။စိတ်ကြီးကကြောက်မနေဘူး။သူ့ရဲ့ဥချိုကြီးတွေ ခန္ဓာကိုယ်ကြီးနဲ့တတိအပြည့်ရှိတယ်။စားခြင်းရင်စားကြည့်လေ။ငါကမင်းထက်ပိုတန်ပါတယ်လို့ပြောပြီးတံတားအောက်ကိုငုံကြည့်လိုက်တယ်။ပြီးတာနဲ့စိတ်ကြီးဟာသူ့ရဲ့ဥချိုကြီးတွေနဲ့ဘလူးကြီးကိုတွန်းပစ်လိုက်တာဘလူးကြီးဟာအာ ဆိုပြီးချောင်းလေးကိုပြုတ်ကျသွားပါလေရောဘလူးကြီးဟာရေးအေးအေးတွေနဲ့အတူ မျောပါသွားပြီးဘရော့မတံတားနာကို ပြန်မလာရဲတော့ဘူးတဲ့ကွယ်စိတ်ကလေးသုံးကောင်စလုံးဟာတံတားကိုဘေးအနေရဲ့ကင်းကင်းဖြတ်ကျော်ပြီးတောင်ပေါ်ကမြခင်းစိမ့်စိမ့်တွေကိုဝော်ဝက်လင်လင်စားတောက်ကြတော့တယ်ချစ်စရာကောင်းတဲ့တတမီမီတို့ရေဒီပုံပြင်လေးကနေဘာတိရလဲဆိုတော့ဉာဏ်ပညာကိုအသုံးပြုရင်အငယ်ဆုံးလေးတောင်မှအခက်ခဲကိုကျော်ရွားနိုင်တယ် ဘဝမှာတခါတလေကြာရင်တတိရှိဖို့လဲလိုတယ်နော်ဒီပုံပြင်လေးကိုတော့သဘောကျမယ်လို့ထင်ပါတယ်နော်